အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ် ကောင်းမွန်သောညနေခင်းလေးတစ်ခုဖြစ်ပါစေဒီနေ့ကနေပြောဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲလက်ရှိဒါကျွန်တော်တို့နောက်ဆုံးသတင်းတွေရဆိုရင်တော့ Arsenal အသင်းမှာလက်ရှိမှာသတင်းကောင်းတွေပါတယ်လို့ပဲဆိုရမယ်တဲ့မှာပါပါတယ်အာဆိုသေးတဲ့လက်ရှိသတင်းကောင်းတွေရဆိုရင်လက်ရှိကျွန်တော်ဒဏ်ရာကြောင့်မှထွက်နေရတဲ့ Kai Havertz တယောက်ကတော့အာဆိုအသင်းနဲ့တူတာကျွန်တော်မကြခင်မှာဒါရာသီမကွန်ခင်မှာပြန်လေပြီးတော့ပူပေါင်းနိုင်မယ်ဆိုတဲ့သတင်းတွေပါတက်လာခဲ့တယ်မှာပါပါတယ်လက်ရှိမှာတိုက်စစ်မှု မရှိတဲ့အာစနိုအသင်းအနေနဲ့ကာဟာဗက်စ်ကျောက်ပြန်လာမယ်ဆိုတဲ့သတင်းကတကယ်ကိုကောင်းမွန်တဲ့သတင်းတစ်ခုဖြစ်ခဲ့တယ်။ဒါလက်ရှိမှာသိကြတယ်မှာအာစနိုအသင်းတိုက်စစ်မှုမရှိတဲ့အတွက်ကြောင့်မို့လားဒါမီကယ်မရီနိုကြီးကိုဒါကျွန်တော်တို့ရှေ့တန်းမှာတိုက်စစ်မှုထားတယ်။ဒါပေမဲ့ အမှန်တမ်းပြဆစကြည့်မယ်ဆိုရင်မီကယ်မရီနိုလည်းအင်မတန်မှတာဝန်ကျေပွန်လွန်းတယ်လို့ကျွန်တော်အနေနဲ့ပုံကိုရေးရမြင်မိတယ်။လက်ရှိမှာမရီနိုကိုဒါကျွန်တော်တိုက်ဆက်မှုနေရာမှာထားခဲ့ချိန်မှာလုံးဝတာရီယယ်မက်ဒရစ်လိုအသင်းမျိုးကိုတောင်ဂိုးသွင်းပြခဲ့ပြီးသူ့အနေနဲ့သူဟာနေရာစုံမှာကစားနိုင်တဲ့ကစားသမားတစ်ယောက်ဆိုဆက်လက်ပြီးပြခဲ့တယ်မှာပါတယ်။ဒီနေ့မှာဒါကျွန်တော်တို့လုံးဝ underrated ခေါ်ယူမှုတွေကတယောက်ဆိုတဲ့ကစားသမားတစ်ယောက်လို့တောင်ပြောရမယ်တဲ့မှာပါတယ်ပေါ့နော်။အဲ့တော့ဒူတော်များကျွန်တော်အခုလက်ရှိမှာဒါဒီနေ့မှာဒါခေါ်ယူမှုကစားသမားကောင်းတွေတော်တော်လေးကိုများခဲ့တဲ့အတွက်ကြောင့်မလို့မရီနိုကိုပြောဖို့အတွက်မိတော့ဒါပေမဲ့လက်ရှိဒီနေ့ဒါကျွန်တော်ဒီနေ့တစ်နှစ်လုံး မှာအာစနိုအသင်းခေါ်ယူခဲ့တဲ့အကောင်းဆုံးကစားသမားကဒါမရီနိုလို့တောင်ကျွန်တော်အနေနဲ့ပြောလို့ရမယ်ဒီမှာပါပါတယ်ဗောနော်အဲ့တော့ထားပါလက်ရှိမှာကာဟာဘက်စ်အနေနဲ့အခုလက်ရှိဒါကျွန်တော်ယာတီမကုံငင်မှာတော့ကစားသမားအနေနဲ့အာစနိုအသင်းနဲ့တူပြန်လည်ပြီးပူးပေါင်းနိုင်မှာဖြစ်တယ်ဆိုပြီးတော့တရားဝင်အာဒီတက်ကလက်ရှိသူ့ရဲ့ press conference မှာပြောကြခဲ့သူပြောကြသွားခဲ့တာကိုတွေ့ရမယ်အဲ့တော့ဒါဆိုရင်တော့ဘာကိုမျှော်လင့်လို့ရမလဲကာဟာဘက်စ်အနေနဲ့အခုလက်ရှိဒါနောက်ဆုံးကြားရတဲ့သတင်းတွေရဆိုရင်တော့ဒါကျွန်တော်တို့အကယ်၍သာ လေအကယ်၍ဒါတော့မဟုတ်အာဆောင်သိနေခုလက်ရှိမှာဒါကျွန်တော်တို့ရီယယ်မက်ဒရစ်ကိုနိုင်မှုအတွက်တော်တော်လေးယာကိုင်းလို့များနေခဲ့ပြီအဲ့တော့လာမယ့်အဆင့်မှာဒါ PSG နဲ့တွေ့ခဲ့မယ်ဆိုရင်တော့ PSG နဲ့ပွဲစဉ်အမိဒါကာဟာဗက်စတရောက်ဟိုဘောဒုတိယအကြော့မှာ ပြန်လာနိုင်မယ်လို့လက်ရှိမှာတော့သုံးသက်သူတွေအနေနဲ့သုံးသက်ထားခဲ့တာကိုတွေ့ရမှာတော့ပါအဲ့တော့တချို့လူတွေကလက်ရှိမှာမရီနိုကိုပဲတိုက်စစ်နေရနေမှာဆက်ပြီးတော့သုံးစီချင်းတဲ့လူတွေရှိလို့ကိုင်ဟာဗက်ပြန်လာမယ်ဆိုရင်တော့ဒါတိုက်စစ်အတွက်တော်တော်လေးကိုအားကိုးရမယ်တိုက်စစ်မှုတရားဖြစ်လာမယ်ဆိုပြီးအကုန်လုံးကလည်းပြောရတယ်မှာအမှန်တမ်းပြောမယ်ဆိုတော့ဒါလက်ရှိအနေထားရပါတော့တချို့ကြရတာမရီနိုကိုပဲဒီနေရာမှာဆက်ပြီးသုံးစီချင်းတယ်ဘာလို့လဲဆိုတော့လက်ရှိမှာဒါချန်ပီယံလိမာလေးအဓိက focus ထားရမယ်အကွက်တစ်ခုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့လား United ပို့ဆိုရ United Arsenal ပြိတ္တအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Arsenal အသင်းမှာတိုက်စစ်မှုနေရာမှာတော့ ရီနိုကိုပဲရာသီဂုံလောက်ထိတုံးသွားစေခြင်းတဲ့ဘုံမှာရှိရတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ personally ကပြောရမယ်ဆိုတော့ harvest လည်းဒီနေ့မှာဒါအရန်ကြီးကောင်းတဲ့အနေထားတော့မဟုတ်ခဲ့ပေမဲ့ဒါအစင်ပြေတဲ့ကစားသမားတယောက်ပါပဲ harvest ကတော့အမြင်တဲ့လူအသိလူအဲ့လူအလူအမြင်တဲ့ဒါကျွန်တော်လုတ်ပြနိုင်တဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်အဲ့တော့ဒုတိယတော့ဒါဒီနေ့မှရတာကျွန်တော်တို့ harvest နဲ့ပတ်သက်ပြီးကျွန်တော်ဒါနည်းနည်းလေးဒါဗီဒီယိုလေးအချိန်ရှိပြီးဆိုတော့နည်းနည်းလေးပြပြချင်တာတခုရှိအဲ့ဒါကဘာလဲဆိုတော့ harvest နဲ့ပတ်သက်ပြီးလက်ရှိမှာအကယ်၍ victor kayogres ဝယ်ပြီးဆိုရင် harvest နေရဘယ်လိုလုပ်မှာလဲ harvest ကလာမယ့်နေရာဒီမှာရောင်းချခံရမှာလားဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲလက်ရှိမှာဒါကျွန်တော်မေးတဲ့အဖြေကပြောရမယ်ဆို harvest အနေနဲ့နောက်ပိုင်းပွဲစဉ်တွေမှာ odin ကတ်ကိုကူညီနိုင်မဲ့ကွင်းလယ်ပုံစံမျိုးကို harvest ရောက်ရောက်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။တိုက်စစ်မှုဆက်ဆက်သားရောက်လာခဲ့မယ်ဆို harvest လည်းဒါကျွန်တော်ကွင်းလယ်ပုံစံမျိုးဒါ center for of ပုံစံမျိုးဆက်ဆက်ဒါကျွန်တော်တို့ harvest စီကနေပြီးတော့တွေ့ရဖို့အတွက်ရာဂိုင်နှုံးတွေများလာမယ်လို့ကျွန်တော်နေမြင်တယ်။အဲ့တော့ဒါတိုက်စစ်မှုဆက်ဆက်ရောက်လာလို့ harvest နေရာပြ ြောက်မယ်လို့တော့ကျွန်တော်အနေနဲ့လုံးဝ100%တော့မထင်မိဘူးလို့ကျွန်တော်နည်းမြင့်နေ။ကာဟာဘက်စင်လာမယ့်ဒါကျွန်တော်တို့နေရာဒီမှာတိုက်စစ်မှုရောက်လာခဲ့မယ်ဆိုတော့သူ့ရဲ့ rule ကပြောင်းသွားမယ်။ဒါပေမဲ့သူ့အနေနဲ့နေရာတော့ပျောက်သွားမှာမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာ personally ပြောပြရစီဘူး။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ ကာဟာဗက်စ်ယောက်လည်းပြန်လာတော့မယ်ဆိုတော့ဒါကျွန်တော်အာဆုံသိနေမကြခင်မှာလူတော်လေးကိုပြန်ဆုံလာတော့မယ်လို့ပြောလို့ရတယ်။ဒါပေမဲ့လက်ရှိမှာစိတ်မကောင်းစရာတခုကတော့ဂေဘရီယယ်ကတော့ကျွန်တော်တိတလောက်ကတော့အချင်းနေရဆိုရင်တော့ဒါကျွန်တော်ရာသီကုံတော့ထိနာဖို့အတွက်တီချာတော့နီနီဖြစ်သွားခဲ့ပြီ။ဒါပြင်ကျွန်တော်လက်ရှိမှာတော့ကာလာဖီယိုရီကဒါထရိနင်းကောင်းအောင်လုပ်နေပြီးတော့ဒါကျွန်တော်အသင်းနဲ့တူပြန်လဲပြီးတော့ပူပေါင်းနိုင်တော့မယ်ဆိုပြီးတော့တရားဝင်ဒါကျွန်တော်တို့ဒီပြကလည်းပြောအဲ့တော့လက်ရှိမှာအာဆုံသိနေနောက်တန်းကလူတဖြည်းဖြည်းနဲ့ပြန်ပြေးလာခဲ့ပြီလို့ပြောလို့ရတယ်မှာပါ။ဒါပြင်ကာဟာဗက်စ်ကလည်းလက်ရှိဒါကျွန်တော် PSG နဲ့တွေ့လာမယ့်ဥပ္ပ PSG နဲ့လာတွေ့ခဲ့မယ်ဆိုရင်တော့ PSG နဲ့တွေ့မယ့် Arsenal အသင်းအနေနဲ့ဒါကျွန်တော်တို့ဒုတိယကြော့လောက်မှာပြန်ပါလာနိုင်တော့ဒါတိုက်စစ်ပိုင်းအရာဆိုရင်တော့ Arsenal အသင်းတို့ကတတော်လေးကိုဒါအားကိုအားထားရမယ်ဒါအခြေအနေတစ်ခုကို Arsenal အသင်းဖြစ်သွားနိုင်တယ်လို့ကျွန်တော်နေမြင်တယ်ဒါဟာလက်ရှိမှာ Arsenal အသင်းတို့ပြန်ကြည့်မယ်ဆိုတော့လုံးဝလုံးဝ100%တရင်ကောင်းတစ်ခုလို့ကျွန်တော်နေမြင်ပြီးရတယ်မှာပါပါတယ်အဲ့တော့ Arsenal ပြိတ္တတွေအမြင်မှာကော Kai Havertz ပြန်လာခဲ့မယ်ဆိုရင်တော့ Merino နေရာကိုပြန်ယူသင့်လား Merino ကပဲလက်ရှိမှာဒီနေရာကိုဆက်ပြီးတော့ကစားသင့်တယ်ဒါမှမဟုတ် Kai Havertz အတွက်တီးတဲ့နေရာတနေရာကိုလှုပ်ပေးသင့်လားအောက်က comment တွေထဲမှာလည်းဆွေးနွေးပြီးခဲ့ကြပါ ောင်ဒီညတော့ဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာဂျင်းလို့ဆိုတော့ပေါင်းအောင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်ဆက်ဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အပီလို့ရပါရ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာမမေ့နိုင်မှာဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကျွန်တော်ကောင်းမွန်သောဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲ ASC တွေ့ကြတာပေါ့။အားလုံးမကြိုး ကြိုးတူပါတယ်။မြန်မာကလစ်ပြီးကြောက်ပါဗျ။မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။ဒေးဗော်ဗျ။